ကံတရားကိုကြောက်ရတယ်ကံတရားကိုအရှုံးပေးကြတယ်အရာရာဟာမလူတွေမှအရာထဲမှပြောတယ်ဤကံတရားတိုင်းပဲကံစီမံတဲ့အတိုင်းခံရတော့မှာပဲလို့ဆိုတော့ဒါကလေစင်းပြီးတော့လက်မြောက်အရှုံးပေးတဲ့ပုံစံမျိုးဖြစ်တယ်ကံတရားကဘယ်သူလှုပ်တာတော့ကိုယ်လှုပ်တာပဲကိုယ်လှုပ်တာကိုကိုယ့်ဘာကိုလက်မြောက်ပြီးတော့အရှုံးပေးတဲ့လားမပေးတဲ့ဘူးလားမပေးတဲ့ဘူးကိုယ်လှုပ်တာပဲ ကိုလှုပ်ထတာကိုဟာပဲပေါ့သဗ္ဗိတ္တကမ္မတကတ္တဝအလုံးဟာခန္ဓာလင်ကိုပိုင်ဥစ္စာရှိတယ်လို့မြတ်စွာဘုရားဟောထားဒါကိုလှုပ်ထကိုပိုင်တယ်လို့ဆိုတာဘာလို့လို့ကိုနဲ့ပဲသက်ဆိုင်ဘာဖြစ်လို့ကိုထဲမှာဖြစ်တာကိုယ်တဏ္ဍမှာဖြစ်တယ်ဥပမာမဲ့လူတယောက်ကိုဆဲရလောက်အောင်ဒေါသဖြစ်ရင်အဲ့ဒီဒေါသကဘယ်မှာဖြစ်တာနော်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တာဟုတ်ကဲ့ အဲ့ဒီကိုယ့်ရဲ့စိတ်နှလုံးထဲမှာဖြစ်တဲ့ဒေါသတရားဟာဘသူ့ကိုအရင်ဒုက္ခပေးတာလို့ဆိုကိုယ့်ပဲအရင်ဒုက္ခပေးတာပဲကိုယ့်ရဲ့နှလုံးသားကိုပူလောင်စေတယ်ကိုယ့်ကိုယ်ကိုပူလောင်ပြီးတော့မှသူများကိုသွားဒုက္ခပေးတာဒါမှမဟုတ်အတွင်းလည်းဒုက္ခပေးတယ်အပြင်လည်းဒုက္ခပေးတယ်ဒေါသဆိုတဲ့သဘောတရားဘယ်ရာမှမကောင်းဘူးအေးအဲ့ဒီတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့ကံတရားတွေ